ဆိုဘာမှမဖြစ်ပါဘူးလေတော့ဘူးမလာအောင်စီအောင်မောင်းကြီးကိုသာငါတို့လေပုံစံတယောက်တစ်မျိုးစီပေါ့ပုံစံတယောက်တစ်မျိုးစီရဲ့ပြင်မာလဲကျွန်တော်တို့ကဟိုအခုမှတွေ့ဘူးလေလူတွေမဟုတ်ဘူးပြင်မာလဲဟိုဘယ်လိုပဲပြောင်းလဲရုပ်တုတ်ကပေါ့ဟိုပေါ့ပေါ့ပါနေကြတာပေါ့ရုပ်တုတ်ကဆိုတာတော့ပေါ့နော်အမှုပေါ့ပေါ့ပါတကယ် ဒီကမှာဒီမှာလည်းတန်ရုံထွက်လာကျွန်တော်တို့တော့နာမရှိတယ်ကျွန်တော်ညီတွေကတယောက်တယောက်ပဲတယောက်ပဲကျွန်တော်တို့တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ဖွင့်တယ်ကျွန်တော်တို့တွေကတယောက်ပဲကျွန်တော်တို့ကတရားတောင်းကြတာပေါ့ကျွန်တော်တို့တွေကတယောက်ပဲဆိုတော့ဒါဒါကဖြိုးလေးဆိုလာတယ်ကျွန်တော်တို့တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ကထွေတူးမဟုတ်တကယ်လို့လားကျွန်တော်ကျွန်တော်ညီတွေဟုတ်စီစီအဲ့တော့ဒီကအရင်လဲဟိုမိုက်သွားတာပေါ့နော်တကယ်ဟိုပြောရတယ်လုံးဝ item ကိုအဲ့လိုမျိုးဟိုလိုအပ်လို့ရှိရင်ကျွန်တော်တို့ချက်ချင်းပြောရတယ်ဒီပုံစံလုံးမှာဒီပုံစံလုံးမှာမကြိုက်လဲချက်ချင်းပြောရတယ်ဒါကျွန်တော်စီနီယာတောက်နေတယ်ကျွန်တော်နားထောင်တယ် ဟုတ်ပြီအဲ့လိုတော့အဲ့လိုမျိုးချတော့ဒီဒီဒီညီကို၃ယောက်ကအပြင်မှာလဲဒီဟောအွန်စင်းမဟုတ်ဘယ်နဲ့အပြင်မှာလဲဒီလိုအင်းဒီလိုပုံစံနဲ့တွားခြင်း expression ပေးတာကကျွန်တော်ဇကားရိုက်တဲ့အချိန်မှာလဲအကူကြီးတယောက်ကညီငယ်တယောက်လွှမ်းမိုးတဲ့ပုံစံပေါ်သွားတာပဋိဖြစ်သွားတာမင်းတို့ညီမလေးကိုလင်ကောင်းသားကောင်းရအောင်ရှာပြီးပေးစားကြလို့ကြတော့တော့ညီမခင်ဗျားပြောသလိုကြွားမလားဟာစေစနာနဲ့ပြောနေတာခင်ဗျားကိုစကားလူလို့ပြောနေတာနော်ဟုတ်ပါကဲ့ ဆက်အရင်မိုက်တယ်ပြီးတော့ဒီဇက်လန်းကလည်းဘလူးကအများကြီးစဉ်းစားပြီးတော့ဖန်ပြီးခဲ့တဲ့ဇက်တစ်ခုဆိုတဲ့အခါကျတော့ကိုပြိုးကန်လိုက်လိုက်တဲ့အခါကျွန်တော်နဲ့ချမယ်ဆိုတဲ့အခါကျွန်တော်တို့ကကိုပြိုးပေါ်လုံးဝယုံကြည်မှုခုနဲ့နဲ့ပဲကျွန်တော်တို့သွားရိုက်မယ်ဆိုကျွန်တော်တို့ရိုက်ကြည့်သားမယ်ဆိုပြီးတော့ကျွန်တော်တို့ တန်တာပဲမနဲ့ကျုံးခဲ့တယ်ပေါ့အဲ့ဒါကျွန်တော်ကသူလည်းပြောတယ်ခွေးလေးလည်းပြောတယ်အကူနီတိုးလည်းအဲ့လိုပဲသူတို့ဆိုတော့ကွန်တိုကျွန်တော်ဒါကူနီကကျွန်တော်လုပ်ပေးတာကွန်တိုကွန်တိုဆိုရင်ဘယ်ကောင်လဲကျွန်တော်ဒီရိုက်ပေးပေးလို့တော့မထင်ဘူးလေဒီအပြည့်ပေးအစီရမ်းလိုက်ပြဲမှာဆိုတော့ဒီဒီကားကကျွန်တော်တငယ်ချင်းပေါင်းတင်စိတ်ဓာတ်နဲ့အဲ့လိုစုပြီးတော့လုပ်ရတဲ့ကားပဲဟုတ်ကဲ့သူလည်းကျွန်တော်လည်းအဲ့လိုပဲရိုက်မယ်ဆိုပြီးတော့စီထားတာတခြားဆက်တစ်ခုဟုတ်တယ်တစ်ခုတခြားတစ်ခုတစ်ခုကဲနေရတခြားတစ်ခုအဲ့ဒီဒီအရင်အရင်ရိုက်ပြီးတော့အဓိကဒီကားလေးကကျွန်တော် ID လေးလို့ပါ ါတယ်အရင်လိုတဲ့အချိန်မှာဟိုဖြိုးလေးပါတယ်ဒီပါတယ်ကျွန်တော်ပါတယ်ဆိုတော့ညီကူ၃ယောက်ဆိုတော့ဒီကားရိုက်တဲ့အချိန်ကျွန်တော်တို့ဒီ15ရက်ရက်20အတွင်းမှာကျွန်တော်တကယ်ကိုညီကူ၃ယောက်ဖြစ်အောင်ကျွန်တော်နေနေကြတာအစားဒူးဒူးစားဒူးသွားတယ်ပောက်ကြိုက်ဒူးလို့ကြတယ်အတူတူနေနေကြတာနော်အိမ်ကြီးအစားအရောက်မိတာဝေးနေတာပဲအဲ့လိုလေးနေနေတဲ့အခါကျွန်တော်တကယ်တကယ်တကယ်ပြောတော့ခါညီကူ၃ယောက်ဆိုတဲ့ပုံစံကျွန်တော်ဒီမှာတကယ်ကိုဖြတ်ပါတယ်ဒါရတော့ဟုတ်အဲ့ဒီအဲ့ဒီအညီမလေးကိုကားတဲ့ဟာကလေအဓိကဒီ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 တချဲရဟိုကဥက္ကလာယူလာတော့ဘောနော်ဥက္ကလာယူလာတဲ့အချိန်မှာညီကူ၃ယောက်က ဟိုအဲ့လိုမျိုးပုံစံလေးလုံးကြမယ်ဆိုတဲ့အချိန်မှာအဲပုံမှန်လေးပြောလို့ရှိရင်ဒါကဒါကကိုပြိုးတွေကလည်းသူလည်းစိတ်မလုံးချက်ဘူးပေါ့နော်ကိုပြိုးတွေကလည်းပိုဆိုးတာပေါ့သူတို့ကကြောင့်ဒီကနေ့နည်း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 နေတာအာကျွန်တော်ကျွန်တော်ဖြစ်နေရပါဗျာသိရမလားတော့ရောက်မဲခွန်းလေးကျွန်တော်အငယ်ဆုံးလေးဖြစ်တယ်အငယ်ဆုံးလေးဖြစ်တဲ့ခါကျတော့မရတယ်ကျွန်တော်လှုပ်မယ်လို့ဆိုတော့ okay ဆိုရပန်းလေးကောက်ထူလိုက်ပြီးတော့ကိုပြိုးကဟိုပုံလေးတီးတယ်အာပြီးတော့ကိုပြိုးလေးကမချင်းဆိုဒီတိုင်းမှာမင်းကခလူရရတယ် အဲ့လိုမျိုးတွေကိုချစ်စရာကောင်းအောင်လုပ်ကြမယ်ဆိုပြီးတော့အဲ့ဒီစင်လေးကပရိသတ်ရင်ထဲရောက်သွားတယ်လို့ထင်ပါတယ်ရင်ထဲရောက်သွားတာလေထရီလာတင်တဲ့ချိန်မှာသဘောကျကြတယ်အဲ့တော့ကြောင့်မို့ကျွန်တော်တို့လည်းဝမ်းသာတယ်ပြီးတော့နောက်ဖို့လည်းအရန်ကောင်းတဲ့ ID နေပို့ပေးနိုင်တဲ့ကြောင့်ရောဒီဘက်မှာဟိုကညီမလေးချော့တယ်ဆိုတော့ဟာပို့ပြီးပေါ်လွင်တာပေါ့နော်ဟုတ်အဲ့တုန်းကတော့ကျွန်တော်ရိုက်တုန်းကတော့ဘယ်လိုလဲညီမလေးကိုအဲ့စင်ရဲ့စီစဉ်ဆိုလိုပဲတကယ်ကိုညီမလေးတရားကိုတော့ဒါချော့မေးရမှာဘူးဆော့ကြမလဲဆိုတော့စိတ်ကြီးနေကျွန်တော်ဆိုတော့အဲ့လိုပဲခေါက်ပြုတ်ပြုတ်ကိုတော့မှာ တူဝါတူဝါတူဝါတူကြီးနဲ့ကောင်းစားပြုပကံဟိုသလုံးကြီးငယ်လောက်ကြာကြာဆိုတော့ဒီမှာလေးရည်သွားဖို့အတွက်ကိုစဉ်းစားကြတာအပတဲ့သူကပြောလို့ရပါတယ်ကြီးမြတ်ပြောလို့ရပါတယ်ဆိုတာလေဟိုကဟိုကဒါကျွန်တော်ပြောရပါတယ်ဆိုတာညီမပေါ်ထားတဲ့စိတ်ကဒါအခုညီညီကိုတော့မှာအခုအချင်းဆုံးဖြစ်တယ် အာကိုပြိုးပေါ်ပြတဲ့ပုံစံရဲ့အာကျွန်တော်ကညီမပေါ်ချစ်တဲ့ပေါ်ပြတဲ့ပုံစံရဲ့ကိုပြိုးလေးပေါ်ပြတဲ့ပုံစံရဲ့မတူဘူးအဲ့ဒါလေးကိုဒီကားလေးကိုလာကြည့်လို့ရှိရင်သရုပ်ဆောင်တဲ့တမီးရဲ့မျက်လုံးလေးတွေမှာမြင်ရပါလိမ့်မယ်ကိုပြိုးပွေဆိုလောက်အလုပ်သွားတဲ့ idea တမျိုးကိုကျွန်တော်ကတမျိုးပြီးတော့ဒီညီကို၃ယောက်မှာသူတို့ရဲ့အချင်းစရိုက်လေးတွေနဲ့တယောက်က ချိန်ထားတယ်အခုဒီအခုလုံးတဲ့သူပေါ်မှာ respect ရှိကြတယ်အာအခုလုံးတဲ့သူကတော့အချက်အရန်ကြီးတယ်အဲ့ဒီပေါ်မှာဟိုဒါမဲ့သူ့ရဲ့အလွယ်လေးတွေကတနေ့ညီကိုနေတာ gas ဖြစ်မှာလားဆိုတာလေးတွေက feature လေးကျွန်တော်ကြိုးစားရတယ်အာဒီကသူ့ရဲ့ဇလန်းဇညုံကောင်းလို့ပါဇညုံရေးစရာရဲ့ပညာပေါ့ဒါသူသူသူပန်နီလေးရတာကောင်းလို့ကျွန်တော်တို့ကသူပြောခန့်တဲ့စကားကိုစကားလုံးတွေကိုပြောရတယ်ပြောရတာလို့ဆိုတော့ဇလန်းဇညုံကောင်းလို့ကျွန်တော်တို့သူ့ဆောင်ကောင်းတာပါဟုတ် ံစံတယောက်တစ်မျိုးစီပေါ့ပုံစံတယောက်တစ်မျိုးစီအပြင်မှာလဲကျွန်တော်တို့ကဟိုအခုမှတွေ့ဘူးလေတူနေမဟုတ်ဘူးအပြင်မှာလဲဟိုဘယ်လိုပဲပြောရမလဲရုပ်တုကပေါ့ဟိုဟိုပုံပုံပါပါနေကြတာပေါ့ရုပ်တုကဆိုတာတော့မဟုတ်တော့အမှုပုံပုံပါတကယ်ဒီကမှအပြင်မှာဆိုလဲတန်ရုံးခွက်လာကျွန်တော်ကျွန်တော်အနာပါရှိတယ်ကျွန်တော်ညီတွေကတယောက်တယောက်ပဲတယောက်ပဲကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ဖွင့်တယ်ကျွန်တော်တွေကတယောက်ပဲကျွန်တော်တို့ကတယောက်တောင်းကျမ်းကြတာပေါ့ကျွန်တော်တွေကတယောက်ပဲဆိုတော့ဒါဒါဖြိုးလေးဆိုတာလဲကျွန်တော်တွေကတယောက်ပဲဟုတ်တယ်ကျွန်တော်တို့ကထွေတူးမဟုတ်ဘူးတကယ်ကိုဒါကျွန်တော်ကျွန်တော်ညီတွေဟုတ်အဲ့တော့ဒီကအရင်လဲ ဟိုမိုက်သွားတာပေါ့နော်တကယ်ဟိုကိုပြောရတယ်လုံးဝ item ပေါ့လိုမျိုးဟိုလိုအပ်လို့ရှိရင်ကျွန်တော်တို့ချက်ချင်းပြောရတယ်ဒီပုံစံလုံးမှာဒီပုံစံလုံးမှာမကြိုက်လည်းချက်ချင်းပြောရတယ်ဒါကျွန်တော်စီနီယာတောက်နေလည်းကျွန်တော်နားထောင်တယ်ဟုတ်ပြီအဲ့လိုအဲ့လိုမျိုးချက်ဆိုတော့ဒီဒီဒီညီကို၃ယောက်ကအပြင်မှာလည်းဒီဟော on scene မဟုတ်ဘဲနဲ့အပြင်မှာလည်းဒီလိုအင်းဒီလိုပုံစံနဲ့တွားခြင်း expression ပေးတာကကျွန်တော်ဇကားရိုက်တဲ့အချိန်မှာလည်းအကူကြီးတစ်ယောက်ကညီငယ်တစ်ယောက်ကိုလွှမ်းမိုးတဲ့ပုံစံပေါ်သွားတာပတိဖြစ်သွားတယ်အဲ့လိုမျိုးအဲ့လိုမျိုးဇနဲ့လိုက်ဇနဲ့လိုက်တော့ကျွန်တော်တို့ကအဲ့အချိန်မှာဒ ီတချင်းလေးဆိုတဲ့အချိန်မှာဆိုကြတဲ့အချိန်မှာပေါ့နော်ဒါပေမဲ့ခုနပြောလို့တခြားလေးပြန်ဆိုလိုက်တော့ပိုကောင်းမယ်ဆိုပြီးတော့သွားဆိုပြစ်တာပေါ့နော်အဲ့အချိန်မှာတော့ကျွန်တော်က main main ကလေးနေရာဆိုတာဆိုတာကြတော့အဲ့တချင်းလေးဒီကနေ့က main ကလေးဆိုတာလားကျွန်တော်အဲ့နေရာဆိုကျွန်တော်တို့ကကြီးရအရန်ကိုကျွန်တော်နဲ့အဆင်မပြေဘူးဒါပေမဲ့ကျွန်တော်တက်နိုင်လို့မှပူတာပဲဆိုတာအရင်ကအရင်ကအရင်ကဒီလိုလေကျွန်တော်ကလုံးဝကိုမျိုးတင်လို့ရှိရင်ကြောက်နေရတယ် ဘလုံးရလဲဘလုံးရကြနေရဟုတ်ပါဘူးအရင်နောက်တက်တာနောက်တက်တာပျော်စရာကောင်းတယ်ဟုတ်အဲ့ဒါပျော်စရာကောင်းတယ်သူချစ်တဲ့ပုံစံကျွန်တော်တို့ကပီတိနဲ့ဖြစ်မိပါတယ်ဟုတ်ပါ